အဲမြန်မာအသင်းဖြစ်တဲ့အတွက်မြန်မာတယောက်အနေနဲ့လာအားပေးတာပါဟုတ်ကဲ့ကိုတိုင်းကကိုတိုင်းဒီတော့မှာကိုတိုင်းဂုံပြူပြီးတော့အားပေးမှာကိုတက်တာနဲ့ပေါ့ဒိုးဘတ်ဒိုးဘတ်ကိုတက်တာလေးနဲ့ပေါ့အများကြီးပဲအားပေးမဲ့လူတွေဆိုတော့မြန်မာတိုင်းရဲ့ရင်ထဲမှာကျွန်တော်တို့မြန်မာတဲ့ရချန်ပီယံပဲညင်းညို့ပဲမှန်းထားတာ အဓိကသူတို့စူးစမ်းတာမြင်ရင်ကျေနပ်တယ်ဟိုပြိုင်ပွဲဆိုတော့အနိုင်ရှုံးရှိမှာပဲအဓိကဒီကျွန်တော်တို့ကမြန်မာအသင်းကိုအားပေးတာပါမြန်မာမဟုတ်လို့မြန်မာအသင်းကိုအားပေးတယ်မြန်မာပေးတယ်မှာတေတဲ့ဒီလည်းမြန်မာပဲနောက်ဘဝတရားနိုင်ငံရောက်တော့မသိဘူးခုဘဝမှာမြန်မာနိုင်ငံမှာလူဖြစ်တယ်မြန်မာလူမျိုးဖြစ်တဲ့အတွက်မြန်မာပဲ မြန်မာအသင်းဖြစ်တဲ့အတွက်မြန်မာတယောက်အနေနဲ့လာအားပေးတာပါဟုတ်ကဲ့ဟုတ်ကိုတိုင်းကြပါကိုတိုင်းတီးတော့မှာကိုတိုင်းဂုံပြူပြီးတော့အားပေးမှာကိုတက်တာနဲ့ပေါ့ဒိုးဘတ်ဒိုးဘတ်ကိုတက်တာလေးနဲ့ပေါ့အများကြီးပဲအားပေးမဲ့လူတွေ ပြောမယ်ဆိုတော့မြန်မာတိုင်းရဲ့ရင်ထဲမှာကျွန်တော်တို့မြန်မာတိုင်းကချက်မိရမယ်။ညင်းရို့ပဲမှန်းထားတာ။ဒီကသူတို့စ조사တာမြင်ရင်ကျေနပ်တယ်။ဟိုပြိုင်ပွဲဆိုတော့အနိုင်ရှုံးရှိမှာပဲ။အဓိကဒီကျွန်တော်တို့ကမြန်မာအသင်းကိုအားပေးတာပါ။မြန်မာမို့လို့မြန်မာအသင်းကိုအားပေးတယ်။ပေးတယ်မှာတေတဲ့ဒီလည်းမြန်မာပဲ။နောက်ဘဝတပြားနိုင်ငံရောက်တော့မသိဘူးခုဘဝမှာမြန်မာနိုင်ငံမှာလူဖြစ်တယ်မြန်မာလူမျိုးဖြစ်တဲ့တို့ကမြန်မာပဲမြန်မာမျိုးသားအတင်းကိုစားသီးတဲ့အချိန်မှနေအခုချိန်ဒီဘယ်လိုသဘောထားအမြင်မျိုးရှိနေလဲပြည်သက်တယောက်အနေနဲ့ ်တန်တန်ထွေးတို့ပေါ့နော်အဲ့ဒီနိုင်ငံလဲမြန်မာမျိုးသူပြည်သင်ရှိမှာပါဒါမဲ့တန်တန်ထွေးတို့ခင်မှာအရန်ကိုဒီပိဋကကြားထဲမှာမြန်မာမျိုးသူပြည်သင်ဖြစ်တာသူအစင်းဆက်မျိုးဆက်မျိုးဆက်တွေပေါ်တဲ့ထဲမှာမျိုးဆက်တိုင်းကိုအားပေးပါတယ်လို့နော်အမြဲတမ်းလဲမြန်မာပါပဲယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်မြန်မာပဲကျွန်တော်တို့ရှင်းတယ်မြန်မာမြန်မာဖြစ်အဲ့တော့ဘောလုံးကြီးကလုံးနေတာပဲဒါတကဘာလုံးပြောတာကြိုတင်မန်းစားလို့တော့မရဘူးစူးစမ်းမှုနဲ့ကံတရားပေါ်မူတည်တာပေါ့နော် အရန်ကြိုးစားပြီးတော့အရန်ကောင်းမယ်မလဲကံတရားမလိုက်ရင်လဲကျွန်တော်ရှုံးနေသွားနိုင်တယ်ဒါမဲ့ဒါပေါ့နော်ဘာဖြစ်ဖြစ်မြန်မာပဲဗျာသူရဲ့ပြိတ္တတွေကလည်းဆက်ဆက်ထက်ကြည့်တယ်သူတို့ကမြန်မာအဲဘလုံးတင်အားပေးဖို့ကဘာတွေတတ်တွင်းနေလဲဘာတွေပြပြဆိုအာအားကစားဆိုတာနိုင်ငံတစ်ခုရဲ့ပြရုပ်တစ်ခုပဲပေါ့နော်ကဘာပေါ်မှာဆိုရင်ဒီဘောလုံးအားကစားနီးအောင်မြင်လို့ရှိရင်အဲ့နိုင်ငံဟာအလိုလိုနေနေဂုံရှိတာပေါ့အဲ့တော့ကိုယ့်မြန်မာအသင်းကိုဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ားပေးပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဗျ။